MI Bosket ကနေကျူဇူလိုက်ပါတယ်။ကျမကတော့ BB ပါ။ကျမကတော့ Cass ဖြစ်ပါတယ်ရှင်။ဒီနေ့ Bosket လေးမှာတော့ကလင်းငယ်တွေအတွက်စိတ်တန်ရာရရှိနိုင်တဲ့လုပ်ရက်တွေကိုရှောင်ရှားတတိထားလို့ရအောင်ပြပြပြီးသွားမှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများမှာကလင်းငယ်တွေကိုတုံတယ်တဲ့အခါအကြောက်တရားကိုအသုံးချပြီးတုံသေးလေးရှိကြရဲပေါ့နော်။ဒီနည်းလမ်းကကောင်းတာထက်ဆိုးတာပိုများပါတယ်။ ကကြီးတွေကိုမစော့ရဘူးအိမ်ဘူးတက်တယ်တို့ညဘက်မှာခြေသေးလက်သေးညှိရင်စင်းရတက်တယ်တို့ဆိုတော့ထောက်လန့်တဲ့စကားရင်းနဲ့တဖက်လေဆုံးမကြတာမျိုးပေါ့ဟုတ်တယ်နော်အဲ့လိုပြောတာမျိုးကကလေးတွေအတွက်တအားကြီးမထိခိုက်စေနိုင်ဘူးဆိုရင်တော့မှကလေးငယ်တွေရဲ့စိတ်လုံခြုံမှုယုံကြည်မှုနဲ့ချစ်ခင်ယဉ်ကျေးမှုတွေကိုပျက်စီးစေတဲ့အခြားပြုမှုတွေမှန်သမျှကတော့ကလေးငယ်တွေကိုစိတ်ထန်ရအကြီးကျယ်ရသွားစေနိုင်တယ်နော်တန်ဆိုရင် အဲ့လိုမဖြစ်အောင်အဓိကရှောင်ရှားတဲ့နယ်လုံးရက်တွေကဘာတွေဖြစ်လို့မလဲပထမဆုံးအနေနဲ့ရှောင်ရှားတဲ့နာကတော့ခလီးငယ်တွေကိုကိုတိလက်ရောက်ဖြစ်စီစိတ်ပိုင်းဆိုင်ရာနဲ့ဖြစ်စီစော်ကားတာတွေပါအချိုးရတွေနေရဲနေတဲ့အထိမဟာတရားရိုက်နေတာချင်းချောက်အုံငေါတဲ့ဇကားတွေအရှိရစီမဲ့ဇကားတွေမကြာခဏပြောဆိုတာမျိုးကိုသတိထားရှောင်ရှားရမှာပါခလီးရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့အစာအစာစီးဝါးနဲ့အနေရခင်လုံးကြုံရေးတွေကို ပြပြဝဝမထောက်ပံ့ပဲလှစ်လူရှူပြပယ်ထားတာမျိုးကလည်းစိတ်ဆန်ရရစီရမှုလုံးဝလုံးဝကိုမပြုတ်လို့တင်ပါဘူးဟုတ်တယ်ဟုတ်တယ်အလားတူပဲကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုဖြည့်ဆည်းစီမဲ့အပြုတ်မှုတွေဖြစ်တဲ့ကလေးကိုစွန့်ပစ်မဲ့ဆိုပြီးတော့စကားနားမထောင်ရင်ခြားသူကိုပေးပစ်မဲ့ဆိုတဲ့စကားမျိုးတွေကိုယ့်ရဲ့စိတ်အလိုကြတိုင်းတစ်ခါတည်းရန်ချစ်ပြလိုက်တစ်ခါတည်းရန်အလွန်အကျွံပစ်ပေးလိုက်နဲ့ပြောင်းလဲဆက်ဆံတာတွေကလေးရဲ့လုံရက်တိုင်းကိုအမြဲတမ်းအပြစ်တင်ဝေဖန်တာတွေ အိမ်တွင်းအကြမ်းဖက်တာကိုမြင်တွေ့စေတာမျိုးတွေကိုလည်းမလုံးမီအောင်ဂယုဆိုင်ရှောင်ရှားရပါမယ်။နောက်ဆုံးချက်ကတော့ကလေးတွေရဲ့ခံစားချက်ကိုလှိလူရှူတာပါ။ကလေးတွေရဲ့ဝမ်းနည်းမှုကြောက်ရွံ့မှုတွေကိုပေါ်ပြခွင့်မပေးဘဲပေးပွင့်တားစီတဲ့ဇာတ်ရည်ဖြစ်တဲ့ဒလောက်လေးနဲ့ငိုစရာလားဆိုတာမျိုးပြောဆိုတာအရွယ်နဲ့မမျှတဲ့ဖြစ်ရာတွေကိုလွန်ကဲစွာပေးတာမျိုးတကယ်ကိုတတိထားရှောင်ရှားရမှာပါ။ ဒီစိတ်ဓာရတွေဟာတစ်ချိန်တည်းဖြစ်ခဲ့တဲ့လုံရက်တစ်ခုကြောင့်တော့လကောက်မကြာခဏဖြစ်ပွားလေးရှိတဲ့လုံရက်တွေကြောင့်တော့လကောက်ဖြစ်ပွားနိုင်ပါတယ်။ဒီစိတ်ဓာရတွေကြောင့်ပဲခလေးတွေရဲ့ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာပွင့်ပြိုးမှုတွေကိုကာလကြာရှည်စွာထိခိုက်စေနိုင်တာမို့ကလေးငယ်တွေကိုတုန်တင်ဆုံးမတဲ့အခါမှာစိတ်ရှိရှိထားပြီးသူတို့နားလည်အောင်ပြောပြသင့်ပါတယ်နော်။ ကန်စတိုပြောပြခဲ့တဲ့ဒီရှောင်ရှားတဲ့သုံးရက်တွေကိုမလုံးမိအောင်တတိထားပြုမူပြီးစိတ်တန်ရာကင်းစင်တဲ့ကလေးလေးတွေအဖြစ်ကြီးပြင်းလာအောင်ပြုစုပြောထောင်ပေးကြဖို့လဲအထံပြုလိုက်ရပါတယ်ရှင်။တစ်ချိန်ပေးနားထောင်ခဲ့လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက် podcast ဒီမှာပြန်တွေ့ကြရအောင်နော်။